ရွှေကောက်ပွဲနီးလာတာနဲ့အမျှအရာရှိစစ်တီတွေသာမကမိသားစုဝင်တွေပါလုံခြုံရေးအထူးဂရုစိုက်ပြီးနေထိုင်ကြဖို့အော်တိုဘာလာ၁၈ရက်ကကိုကိုကျုံတက်နယ်မှာစစ်ကောင်းဆောင်ကတိုက်တွန်းပြောဆိုလိုက်ပါတယ်။ကိုကိုကျုံဟာနိုင်ငံအတွက်ပထဝီနေထရရေးပါတဲ့နေရာဖြစ်တယ်လို့ရွေးကောက်ပွဲကျင်းပမဲ့မြို့နယ်လေးဖြစ်လို့အရာရှိစစ်တီတွေနဲ့တက်မိသားစုဝင်တွေပါလုံခြုံရေးအထူးဂရုစိုက်ပြီးနေထိုင်ကြဖို့စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမယောင်လိုင်ကပြောဆိုခဲ့တာဖြစ်ပါတယ်။မဖြစ်မနေနိုင်ငံတော်ရဲ့အာဏာကိုရယူခဲ့ရပေမဲ့ ြည်သူလူထုတောင်းတတဲ့ရွေးကောက်ပွဲကိုတက်ကဥဆောင်ပြုလုပ်ပေးသွားမှာဖြစ်ပြီးဆန္ဒမဲပေးရမှာလဲနိုင်ငံရဲ့အကျိုးကိုအမှန်တကယ်တည်ဖို့သူဒုတာဝန်အရေးသုံးပါးကိုလိုက်နာဆောင်ထိန်သူ နိုင်ငံရေးစီးပွားရေးအပြင်ကာကွယ်ရေးအမြင်ရှိသူကိုရွေးချယ်မဲပေးဖို့လိုတယ်လို့ဆိုပါတယ်စစ်ကောင်းဆောင်အနေနဲ့စစ်တပ်ကနေရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်မဲ့ဗိုလ်ချုပ်ကြီးဒုဗိုလ်ချုပ်ကြီးတွေနဲ့မိသားစုဝင်တွေရဲ့လုံခြုံရေးစိုးရိမ်နေပုံရှိပြီး တက်ကလွတ်လိုက်တဲ့ကိုယ်စားလှယ်တွေရွေးချယ်မခံရမှလည်းစိတ်ပူနေဟန်ရှိတယ်လို့နိုင်ငံရေးလေလာသုံးသက်သူတယောက်ကပြောပါတယ်။အရင်ကဆန္ဒမဲပေးရင်ဒုတော်ဝင်ရေတုံမကိုလေးစားလိုက်တာသူကိုမဲပေးရမယ်ဆိုပြီးပြောတယ်။အခုနောက်ပိုင်းကာကွယ်ရေးအမြင်ရှိသူဆိုပြီးဖြစ်သွားတယ်။အဲ့ဒီစကားကပြူးလွင်တက်တယ်မှာစပြောတာ။ဘာလို့လဲဆိုတော့ပြူးလွင်မှာဗိုလ်ချုပ်ကြီးများထုံအုပ်ဝင်ပြိုင်ပါလေ။တခြားပါတီတွေနိုင်သွားမှစိုးရိမ်နေပုံရတယ်။ကိုကိုကျွန်းမကဗိုလ်ချုပ်ကြီးညိုစောဝင်ပြိုင်မှာ တက်ကကိုယ်စားလှယ်တွေပြိုင်မဲ့မြို့နယ်တွေမှာတခြားပါတီတွေကိုမနိုင်စေခြင်းတဲ့သဘောလို့ဆိုပါတယ်။ဒါအပြင်ကိုကိုကျွန်းတက်နယ်ကရရှိစစ်တီတွေကိုလည်းရွေးကောက်ပွဲနဲ့ပတ်သက်လို့လုံဆရာရှိတာတွေကိုဖြည့်ဖြည့်သာသာလုပ်ဖို့စစ်ကောင်းဆောင်ကအမိန်ပေးညွှန်ကြားထားပါတယ်။ဒီဇင်ဘာလ28ရက်မှာကျင်းပမဲ့ရွေးကောက်ပွဲကိုပါတီပေါင်း59ပါတီကကိုယ်စားလှယ်လောင်းပေါင်း9000ကျော်ဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပြီးဒီအထက်မှာကြက်ခရင်ပါတီကအများဆုံးလည်းဖြစ်ပါတယ်။ဒီရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ဖို့စစ်တပ်ကရရှိ400ကျော်ကိုငိမ့်စားပေးကာ ကြံ့ခိုင်ရေးပါတီကနေဝင်ပြိုင်ခိုင်းတယ်လို့လည်းသတင်းတွေထွက်ပေါ်နေတာပါ။အာနာသိစစ်တပ်ကလုံးမဲ့ရွေးကောက်ပွဲဟာတရားမဝင်အတူရောင်ရွေးကောက်ပွဲသာဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့တော်လိုင်းအင်အားစုတွေကထုတ်ပြန်ထားတာဖြစ်ပါတယ်ခင်ဗျာ AI သုံးပြီးသဘာဝတမွေထုတ်ယူဖို့စစ်ကော်မရှင်နဲ့ရုရှားစီစဉ်နေတဲ့အကြောင်းမှာဉာဏ်အတူနီးပညာ AI သုံးပြီးပါလွာတဲကြောတွေကနေသဘာဝတမွေထုတ်လို့ရရှေ့ပြေးစီမံကိန်းကိုစစ်ကော်မရှင်စွမ်းအင်ဝင်ကြီးဌာနနဲ့ ရုရှားနိုင်ငံပိုင်း JSC Rosgeo ကုမ္ပဏီကြောင့်လုပ်ငန်းသဘောတူစာချုပ်လက်မှတ်ရေးထိုးတယ်လို့သိရပါဗျ။ရုရှားနိုင်ငံမော်စကိုမြို့မှာကျင်းပတဲ့ရှစ်ကြိမ်မြောက်ရုရှားစွန့်ရင်ရသက်တပတ်အပြည့်ပြဆိုင်ရာပရိုဂရမ် RW ကိုရောက်ရှိနေတဲ့စွန့်ရင်ဝင်ကြီးဦးကိုကိုလွန်နဲ့ရုရှားတို့အောက်တိုဘာ18ရက်ကလက်မှတ်ရေးထိုးတာလို့စစ်ကော်မရှင်ကသတင်းထုတ်ပြန်ပါတယ်။ညာအီတူနီးပညာ AI တုံးပြီးပါလောတဲကြောတွေကသဘာဝတက်ငွေထုတ်လို့ရရှိပြေးစီမံကိန်းကိုမြန်မာနိုင်ငံ AI တိုင်းအဖြောက်သဘာဝတက်ငွေရဲ့တွင်းကားတွဲမှာထုတ်လုပ်မှာပါ။ ီစီမံကိန်းဟာမြမရေနံတဲ့သဘာဝတဝက်ရဲ့ထွက်တိုးထုတ်လုပ်ရေးလုပ်ငန်းမှာ AI နည်းပညာသုံးပြီးပထမဆုံးဆောင်ရွက်တာလည်းဖြစ်တယ်လို့စစ်ကောင်မရှင်ကထုတ်ပြန်ပါတယ်။ AI နည်းပညာသုံးပြီးအကျိုးဖြစ်ထွန်းတဲ့ရေနံတဲ့သဘာဝတဝက်မြေပါဝင်မြေရောက်တယံဇာတရှာဖွေထုတ်လုပ်တူးဖော်ရေးလုပ်ငန်းတွေကိုစီမံခန့်ခွဲနိုင်ဖို့ကိုလည်းစစ်ကောင်မရှင်စွမ်းရည်ဝင်ကြီးနဲ့ Russia GSC Rocheo ကုမ္ပဏီကြားဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။စီမံကိန်းစတင်မဲ့ကာလနဲ့အကျိုးမြတ်ခွဲဝေမှုတွေကိုတော့ထုတ်ပြန်တာမတွေ့ရပါဘူး။ စစ်တပ်ဟာမြန်မာရေနံနဲ့သဘာဝတံခွေကနေဝင်ငွေရရှိနေတာကြောင့်မြန်မာရေနံနဲ့သဘာဝတံခွေလုပ်ငန်း MOG ကိုအမေရိကန်နိုင်ငံကတန်ခတ်ပိတ်ဆို့ထားပါတယ်။မြန်မာအာဏာသိမ်းစစ်တပ်ကလည်းရေနံနဲ့သဘာဝတံခွေအရင်းမြစ်တွေကိုအာရုံစိုက်ရှာဖွေနေပြီးစင်ကာပူခြေဆိုင် Canadian Forest Group ကုမ္ပဏီကိုတင်းတင်းသာရီကမ်းလွန်ကလုပ်ွက်တွေမှာဒီနှစ်ကုန်ကစပြီးတူဖော်ဝင်ပေးထားပါတယ်။ဒါ့အပြင်မြေရဲသူစီမံကိန်းလိုနာမည်ပေးထားတဲ့မௌဒမကမ်းလွန်က Amptan လုပ်ွက်ကို ထိုင်းနိုင်ငံသားပိုင်း Gulf Petroleum မြန်မာ GPN ကုမ္ပဏီကလုတ်ကန်ခွင့်ရထားပါတယ်စစ်ကောင်စီဟာမြန်မာသဘာဝတဝင်းလုပ်ငန်းကနေ20ဒေါ်လာ1ဘီလီယံကျော်ရရှိနေပြီး2023ခုနှစ်ပထမလတွေကနေဇွန်လအထိအမေရိကန်ဒေါ်လာ141.8တန်းရရှိခဲ့တယ်လို့စစ်တပ်ရဲ့ဝင်ဝင်တဲ့လှုပ်ရှားမှုတွေကိုစောင့်ကြည့်နေတဲ့ Justice for Myanmar ကဖော်ပြထားတာပဲဖြစ်ပါတယ်ခင်ဗျာကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်မြဝတီမြို့နယ်ဆယ်မိုင်ခန့်ကွာဝေးတဲ့မင်းလက်ပံကျေးရွာကို စစ်ကောင်မရှင်တနေကင်းရဲစားဆောင်တပ်တို့ကပူးပေါင်းထိုးစစ်ဆင်နေတယ်လို့ PDF တပ်ဖွဲ့ဝင်တွေထံကသိရပါတယ်။ဝေါ်လီကာလာမပေါ်မှာရှိတဲ့အဆိုပါကြေးရွာကိုစစ်ကောင်မရှင်ပူးပေါင်းတဲ့အင်အား300ကျော်နဲ့အော်တိုဘားလ16ရက်နေ့ကစကထိုးစစ်ဆင်နေတာဖြစ်တယ်လို့လည်းသိရပါတယ်။အင်းချင်းမြတ်ကြီးရွာနာကစီဆိုင်နောက်ကျောမှာရှိတဲ့ဂုံးပေါ်မှာစစ်ကောင်စီတပ်တွေရှိတယ်ဗျာ။အင်အား900ကျော်လောက်ရှိမယ်။လက်နက်ကြီးတွေကိုအဲ့ဒီကနေပစ်နေတာလို့ BJ နဲ့နီးစပ်သူတွေကပြောပြထားပါတယ်။တိုက်ပွဲတွင်နှစ်ဖက်တစ်ဖွဲ့တွေထိခိုက်သေးဆုံးမှုရှိတော့လဲ အသေးစိတ်အချက်လက်တွေကိုတော့မသိရှိရသေးပါဘူး။ BGA ထိန်းချုပ်ထားတဲ့အင်ဂျင်နံကြီးရွာနီးမှာရှိတဲ့စခန်းကုန်းတစ်ခုမှာစစ်ကောင်မရှင်တပ်ကစုဖွဲ့မှုပြုလုပ်ပြီးနောက်ထိုးစစ်ဆင်နေခြင်းဖြစ်တယ်လို့လည်းသိရပါဗျ။အဆိုပါထိုးစစ်မဆခင်မင်းလက်ပံကြီးရွာနဲ့ဖလူးကြီးရွာကိုစစ်ကောင်မရှင်ဘက်ကလက်နက်ကြီးများအသေးခံရုံးများနဲ့နေ့စဉ်ဒီပါပစ်ခတ်ခဲ့တယ်လို့လည်းတော်လင်းတပ်ဖွဲ့ဝင်တွေထံကသိရပါဗျ။အဲ့ဒီလိုပစ်ခတ်မှုတွေကြောင့်ဒေသခံနှုတ်ဦးသေးဆုံးက၃ဦးတန်ရာရရှိထားပြီးဖုန်ကြီးကြောင်များစာတင်ကြောင်များ ဆေးပေးကမ်းများနဲ့လူနေအဆောက်အဦများပါထိခိုက်ပျက်စီးခဲ့တယ်လို့ဆိုပါရယ်။တောင်ရရှိပြီးနေရောညပါဇက်တိုက်ထိုးနေတာပါ။မဲလက်ပံကိုမရောက်သေးဘူးအဝေးကြီးလိုသေးတယ်။သူတို့မဲလက်ပံကိုမကတ်နိုင်သေးဘူးလို့ပြည်သူကာကွယ်ရေးတပ် PDF တပ်ဖွဲ့ဝင်တူကပြောပါရယ်။စစ်ကောင်စီတပ်က BJ တပ်နဲ့ဗိုလ်ပြီးဦးဆောင်တဲ့ DKBA တပ်ဖွဲ့တို့ရဲ့အကူအညီနဲ့စတေမာပထမဘက်မှစတင်ကအာရှာလန်းကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးတင်ငန်းညီနောင်ကျေးရွာကိုပြန်လည်သိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။အဲဒီကနေတစင်စတင်ပါလာတတိယဘက်မှာ ။စောချစ်သူဦးဆောင်တဲ့ BGJ တပ်ဖွဲ့တို့နဲ့အတူ၄ကီကောဒေတာကိုထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပါတယ်။၂၀24ခုနှစ်ကအာရှာလန်နဲ့တင်ကန်းကြီးနောင်ကို KNU နဲ့ PDF တို့ပူးပေါင်းတိုက်ခိုက်ချိန်မှာ BGJ တပ်ကကရင်အချင်းချင်းမပစ်ခတ်ရေးမှုနဲ့စခန်းကုန်းများကိုစွန့်ခွာခဲ့ကြတာဖြစ်ပါတယ်။သို့တော်လည်းပဲ BGJ တပ်က2025ခုနှစ်စက်တင်ဘာလမှာစစ်ကော်မရှင်တပ်ကိုလမ်းပြခေါ်ဆောင်က KNU နဲ့တော်လိုင်းတပ်များကိုပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာ။ မကွေးတိုင်းကဖဲမြို့နယ်နိုင်ငံစခန်းမှာပြင်းဝခိတ်ကိုဆုတ်ခွာထွက်ပြေးတဲ့စစ်ကောင်စီတပ်ကိုအေအေကလိုက်လံတိုက်ခိုက်နေတယ်လို့စီးရီးသတင်းမြင့်များနဲ့ဒေသခံများထံကသိရပါဗျ။အန်ယူမဘက်ကတည်းရင်ပြင်းဝခိတ်နဲ့လေးမိန်ခန္ဓာကွာဝေးတဲ့ဆက်စီတောင်ကြီးရွာမှာတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီတပ်ကလေးချောင်းပစ်ကူတွေပါအသုံးပြုနေတယ်လို့တကောင်းတို့ကဆိုပါဗျ။တိုက်ပွဲကငဖဲမြို့နယ်ကပြင်းဝစစ်ဆေးဂိဏ်းသားထိရောက်သွားပါပြီ။ဂိဏ်းသားလေးငါလည်းမနာတမ်းလာဖြစ်နေတယ်။အေဘက်ကတော့တရားဝင်ထုတ်ပြန်ကြေညာတာမရှိသေးပါဘူး။ အရင်ရက်တွေကနိုင်ငံတောင်ပေါ်ကနေသူတို့စစ်အုပ်စုဆင်သွားပြီးပြင်းဝထိဆုပ်တယ်စစ်ကောင်စီကပြင်းဝကိတ်မှလည်းထိုးစစ်ကိုအသေးအံလှုပ်ဖို့ပြင်နေတယ်လို့စစ်ရေးသတင်းမြေပြေကပြောပါတယ်စစ်ကောင်မရှင်တက်ကပြင်းဝကိတ်မှအင်အားစုဆောင်နေပြီးနိုင်ငံဘက်ပြန်လဲထိုးစစ်ဆင်ရဲစီစဉ်နေတယ်လို့လည်းခန့်မှန်းထားကြောင်းတကောင်တို့ကပြောပါတယ်ဘာလို့လဲဆိုတော့နိုင်ငံပြေဝဆုံးရှုံးလိုက်ရရင်မကွေးတိုင်းကသိပ်မတည်ကြတော့ဘူးဒီဘက်အေးနယ်ပူပေါင်းတပ်တွေကလည်းရှေ့ကိုတက်လို့ရရင်တက်ဖို့ကြိုးစားနေကြတယ်လို့တကောင်ကပြောပါတယ် အာရကတတော်အေအေအနေနဲ့လည်းလက်ရှိမှာစစ်ကောင်စီရဲ့နိုင်ငံပြွာကုန်းမှရှိတဲ့အနေငယ်လက်ကျန်နေရာချုပ်ကိုထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီးတက်ဆုပ်ထွက်ပြေးနေကြတဲ့စစ်ကောင်စီတပ်သားများနဲ့နေရာချုပ်မှာတိုက်ပွဲများဆက်လက်ဖြစ်ပွားနေတယ်လို့အော်တိုဝါလာ၁၉ရက်ညပိုင်းကထုတ်ပြန်ထားပါတယ်စစ်ကောင်စီတပ်ပကပြင်းဝစစ်ဆေးကိန်းမှာစစ်ရာအမြောင်များနဲ့အခိုင်အမာခြေကုပ်ယူထားပြီးမင်းဘူးမျိုးမှလည်းစစ်ကိုယ်တွေကိုရခုရပိုင်တွင်ဇက်တိုက်ပို့ဆောင်နေတယ်လို့မဖဲမျိုးနဲ့ဒေသတရင်မြစ်တွေကပြောဆိုထားပါတယ် အရဲတွေကလည်းမင်းဘူးကနေပြင်းဝဘက်ကိုစစ်ကားအကြီးတွေနဲ့ခဏခဏပို့တာတွေ့တယ်။နေကန်ကနေမင်းဘူးဘက်နေတဲ့သူတွေလည်းနေကန်စီးပေါက်တော့နည်းနည်းလေးစိုးရင်ထိတ်လန့်နေကြတယ်။ငဖဲကမြေပြန့်လေ။ငဖဲကိုကြော်ရင်မင်းဘူးကိုစစ်ပွဲရောက်နိုင်လို့တရေပေါ်စောင့်ကြည့်တာတွေရှိတယ်လို့တကောင်းတို့ကပြောဆိုထားပါတယ်။စစ်ကောင်မရှင်တပ်ဘက်ကလည်းအမ်ဗရန်လာပိုင်းမှာအင်အားများစတိုက်ဖြစ်တင်းနေပြီးမဖဲမြို့နယ်ပြင်းဝလမ်းဆောင်ကိုလည်းစစ်ရင်နှန်းစစ်စီနေပြီးကြတဲ့အော်တိုဘားလာစနေကအင်အားလာရောက်ဖြစ်တင်းထားတယ်လို့ ဗိုလ်ကြီးစင်အောင်ကပြီးခဲ့တဲ့ရက်ပိုင်းကပြောဆိုထားပါဗျ။နိုင်ငံစကန်ဆုံးရှုံးလိုက်ရပါကစစ်ကောင်စီတပ်ဟာဗရမ်းမအမ်းမြုပ်ဘက်သို့တိုက်စစ်မှာပြက်ပြဲသွားမိတာမကကာဘော့ဆော့ဆလင်းရဲ့ထုတ်လုပ်မှုလုပ်ငန်းမှာလည်းရာနှုန်းပြည့်ရပ်ဆိုင်းသွားမှာဖြစ်တယ်လို့စီးရေးတုံ့တက်သူတွေကပြောဆိုထားပါဗျ။အမြောက်ကောင်ကအမြောက်စကန်ကုတ်ခဲမှုဌာနချုပ်မဆာခါနဲ့ကျန်အမြောက်တက်နဲ့တမလည်းအထိနာသွားနိုင်တယ်လို့၎င်းတို့ကတွက်ချက်ထားကြပါဗျ။အာရခတော်အေအေအနေနဲ့အနောက်ပိုင်းစစ်ဌာနချုပ်နာဘခအပါဝင်မြို့ဆန်ကမြို့ကိုတိမ့်ပိုက်ထိန်းချုပ်ထားပြီး ရခိုင်ပြည်နယ်အစပ်မှာရှိတဲ့နေရဒေသ၃ခုမှာစစ်မျက်နှာဖွင့်ပြီးထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်ပါတယ်။ဒါပြင်ပင်လယ်ကမ်းဝန်းဒေသများဖြစ်တဲ့စစ်တွေ၊ကြောက်ဖြူ၊မန်အောင်တို့ကိုဆက်လက်သိမ်းပိုက်ရန်လဲကြိုးပမ်းနေပါတယ်ခင်ဗျာ။